အဲ့ဒါတခုသောဘွားတော်ကဘုမုံတို့ရဲ့ဘုရားလောင်းကအင်းချင်းပင်ဆောင်နတ်ဖြစ်တယ်တဲ့အဲ့ဒါ तू ကတက်တန်းကို तू ကတောင်းနဲ့ချီပြီးတော့ရှေးနေပြီအဲ့ဒီအင်းချင်းပင်ကြီးကလည်းအကြီးဖြစ်နေပြီအဲ့ဒါ तू ကဒီတိုင်းပြည်တစ်ခုရဲ့နန်းတော်ရဲ့ဦးဖျားဖျားမှာပေါက်တယ်အကြီးချောတာပင်ကြီးကလည်းဟုတ်လားနောက်ကျတော့နန်းတော်ဆောက်ဖို့ဆိုပြီးတော့တက်ကောင်းဝါကောင်းရှာတာပေါ့နော်ပင်ကြီးက အဲ့လိုရှာတဲ့အခါကျတော့ဒီတလုံးနဲ့အကြီးတက်ကိုသူကရချင်တဲ့အခါကျတော့ရှာခိုင်းတော့တော်တယ်ဆိုလို့ရှင်ဒါကြီးကိုတဲဖို့ကမလွယ်ဘူးအတဒီအနီးနားမှာရှိနေတယ်ဒီအပင်ကြီးကိုမျက်စီကြကြမူရီမတ်တရလည်းအဲ့ဒီအပင်ကြီးကိုပဲလှဲဖို့အပင်ကြီးကတကယ်ကို အကြီးနဲ့အမြင့်ကြီးပေါ့နော်အဲ့ဒါနဲ့လှဲမယ်ဆိုတဲ့အခါကျတော့ဘုရားလောင်းကတိအဲ့ဒီဘေးမှာလည်းပဲအင်ဂျင်ပင်လေးတွေပေါက်နေတာတွေအများကြီးရှိတယ်အင်ဂျင်တော်ထဲမှာဒါသိဘုရားလောင်း ရတဲ့အပင်ကြီးနေတဲ့အပင်ကြီးကတကယ်အထင်ကြီးအကြီးကြီးဖြစ်နေတာပေါ့အဲ့ကျတော့ဘုရားလုံးကဘာစဉ်းစားတော့ဆိုတော့ "तू ကဒီပင်ကိုခုတ်လိုက်ရင်ဒီပင်ကိုပိုင်တဲ့နတ်ကတေရတာ"တဲ့ဒါသူတို့ရဲ့တဘာဝပေါ့နော်ဆန်းကျယ်တဲ့တဘာဝပေါ့အဲ့တော့ဒီသူတို့ရဲ့အသက်အပိုင်းခြားအပင်ရဲ့အသက်အပိုင်းခြားနဲ့အတူတူပဲကြောင်တရားတွေဒါဘုံဘုံတို့မသိနိုင်ဘူးเนาะတချို့ကိစ္စတွေဒါကြောင့်မြတ်စွာဘုရားတိပင်းမခေါ်ရဘူးဘာခေါ်ရလဲဆိုတာနောက်ွယ်မှာ နှစ်ဆိုင်တဲ့အတိဘယ်ကြီးအများကြီးရှိတယ်ဆိုတာကိုအနားလည်ဖို့လိုတယ်ဟုတ်လားအဲ့ဒါနဲ့ဘုရားလုံးကညရောက်တဲ့ခါကျတော့အဲ့ဒီဘီရင်ကြီးရဲ့အခန်းထဲကိုကိုထင်ရှားပြပြီးတော့ပြောတာတဲ့ပါပြောတော့ဆိုတော့မင်းကြီး तू ကအဲ့ဒီချောတဲ့အပင်ကြီးကအပင်အကြီးကရုပ်ကစိုးနဲ့ပါအဲ့သူ့ပင်ပါခုတ်တာကိုမခုတ်နဲ့လို့တားပိုင်ခွင့်မရှိဘူးဟုတ်လားမခုတ်နဲ့လို့တားပိုင်ခွင့်မရှိဘူးအဲ့တော့ तू ကဘာတောင်းဆိုလဲခါကျတော့သူ့အပင်ကြီးကိုခုတ်လို့ရှင် तू ပြည့်စည်ရလိမ့်မယ် ဲ့ဒါကို तू ပြဿနာမရှိအပင်ကြီးကအကြီးဆိုတော့ဒီအရင်ကနေလှဲလိုက်လို့ရှင် तू ကအကုန်လုံးမျိုးတိုင်းလဲသွားလို့ရှင်ဘေးကအပင်သေးလေးတွေသူ့ကိုအမိပြုတ်နေတဲ့သူ့အမျိုးတွေအဲ့ဒါတွေပျက်စီးမှဆိုးလို့ဘာ तू ကတောင်းဆိုလဲခါဘာတောင်းဆိုလဲဆိုတော့သူ့ကိုခုတ်လို့ရှင်အကိုင်းလေးတွေကိုအရင်ခုတ်ပြီးတော့မှအဖျားကိုခုတ်အပိုင်းပိုင်းဖြတ်နောက်ဆုံးကြမှာအမြစ်ကိုဖြတ်ပါအရင်ကိုခုတ်ပါဘေးကိုမထိခိုက်အောင် အဲ့လိုမျိုးပြောတဲ့အခါကျတော့ဘီရင်ကြီးကအံ့ဩတယ်။အော်အဲ့လိုလှုပ်လို့ရှင်တင့်ပိုးပြီးတော့ခါရခက်မှာပေါ့။နော်လူတယောက်ကိုကိုင်းတတ်မယ်ဆိုလို့ရှင်လက်ဖြတ်ခြေတော့ဖြတ်နေရွယ်ကလေးတွေနှာခေါင်းလေးတွေဖြတ်ပြီးမှခေါင်းဖြတ်ဆိုရင်ဒီလူပိုးခံရမှာပေါ့။တခါတည်းခေါင်းဖြတ်လိုက်တယ်ဆိုလို့ရှင်လက်ဖြတ်တာနေရွယ်ဖြတ်တာလည်းပြီးတော့ဘူးလေ။တသင်းဘယ်နဲ့ကြောင့်အဲ့လိုခံရရုံလို့မေးတော့မှ तू ကပြောပြတယ်။ငါ့ကိုအရင်ကဖြတ်လိုက်လို့ရှင်လဲသွားရင်ငါဘေးကအမျိုးတွေထိခိုက်မှာရှိဘူး။ အဲ့လိုပြောတဲ့အခါကျတော့ဘင်ကြီးစိတ်ကတော်တော်ထိခိုက်သွားတယ်။အော်အလွန်စိတ်ကောင်းနှလုံးကောင်းရှိတဲ့နှက်ပဲ။အဲ့ဒါနဲ့သူ့ကိုနော်သူ့ရဲ့စိတ်ဓာတ်ကိုသဘောကျလို့ရှိရင်မခုတ်တော့ဘူး။အမြဲတမ်းပူဇော်မြဲတမ်းပူဇော်ထားတာပေါ့။အဲ့ဒါမြတ်စွာဘုရားအဲ့ဒီတုန်းကလည်းဆွေတွေမျိုးတွေအကြောင်းအကျိုးစီးပွားကိုကျင့်သုံးခဲ့တယ်ဆိုပြီးအဲ့ဒီဘာသာတလားဆက်ကိုမြတ်စွာဘုရားဟောတယ်